မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နဆက်ကအနေနဲ့တိုင်းရင်သားလက်နက်ကင်တွေနဲ့တွေ့ဆုံဆွေးနွေးရေးပြုလုပ်မယ်ဆိုရင်ဥတီချက်ကောင်းစဉ်တစ်ခုတည်းနဲ့သွားလို့မရဘူးဆိုတဲ့သတင်းတရုတ်ကထိုင်ဝမ်အနီးစစ်သင်းမောနဲ့ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလက်ကျင့်ခဲ့ကြတယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နတ်ဆက်ကအနေနဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့တွေ့ဆုံဆွေးနွေးရေးပြုလုပ်မယ်ဆိုရင်ဥတီချက်ခေါင်းစဉ်တစ်ခုတည်းနဲ့တွားလို့မရဘူးလို့တင်ဒကမဟာဗျူဟာလိလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ နောက်ဆက်ကအနေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံဆွေးနွေးရေးပြုလုပ်မယ်ဆိုပါကဥတီချက်ခေါင်းစဉ်တစ်ခုတည်းနဲ့တွားလို့မရဘူးလို့တင်နကမဟာဗျူဟာလေးလာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါရယ်အမျိုးသားညညရေးအစိုးရ NUG ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့လမ်းကြောင်းနဲ့တိုင်းရင်းသားလက်နက်က EU အဖွဲ့တွေရဲ့လမ်းကြောင်းတွေဟာမတူညီပဲကွဲလဲနေကြသလိုလိုလားချက်တွေဟာလည်းမတူညီကြတာကိုတွေ့ရပါတယ်ဒါကြောင့်တွေ့ဆုံဆွေးနွေးရေးကိုအပြည့်ခတ်ရက်စဲရေးခေါင်းစဉ်အောက်ကနေပြုလုပ်ပါကဖြစ်နိုင်ပေမဲ့ နောက်ပိုင်းဆက်လက်ညှိနှိုင်းရမယ့်အပိုင်းတွေမှာပိုရှုပ်ထွေးလာနိုင်တယ်လို့တင်ဒကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်။ပေးကောင်းနေတဲ့သွားမှာ။ညှိနှိုင်းနိုင်အောင်လည်းသွားမှာလား။ဒီကျွန်တော်တို့ကတကယ်တမ်းကတော့ဒီတစ်နှစ်ဖြစ်ပြနေတဲ့ကိစ္စကိုကြည့်နိုင်လို့ရှိတယ်။အခုသူတွေ PDF နဲ့ NGO တွေတို့ပေါ်ရတာတော့ဒီဒီဘဝဝဲကနေဆိုတော့ဒါအာနာစီးနေဟာဒါမတရားလုပ်တယ်ဆိုတော့အဲ့ဒီခေါင်းဆောင်ပါလို့သူကသွားတယ်။ ဒါမဲ့တကယ်တမ်းအခုအကျင်းအီယူတွေသွားနေတဲ့နိုင်ငံတွေသူတို့နိုင်ငံစီလာလို့နိုင်ငံကြီးကတော့ကျွန်တော်မသိဘူး။အဲ့တော့ခေါင်းမုံတွေကပြောင်းနေတယ်။အခုကဘယ်ကောင်းနေလဲဆိုလို့လဲဆိုတော့အဲ့ဒါကတော့တက်ဆိုင်ရာအဖွဲ့တွေရဲ့အပေါ်မှာမူတည်နေဖြစ်နေတယ်။ဒီကိစ္စကတော့ခေါင်းမုံတစ်ခုအောက်ထဲမှာကျွန်တော်အတိတ်ကရစီးဆိုတဲ့ခေါင်းမုံတစ်ခုအောက်ထဲမှာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။အတိတ်ကရစီးပြီးနောက်ပိုင်းဘာလို့လဲဆိုတော့တို့ရတယ်ဆိုတော့ပြည်နိုင်ငံအပိုင်းကျတော့ခေါင်းမုံပေါ်ပါတယ်။အဲ့ဒါကတော့နည်းနည်းလေးပြောပြရှုပ်ပြပါမယ်။ဒီ ဘာဦးတည်ခဲ့တခုကောင်းနေတခုအောင်ခင်ဗျာမကြောက်လို့မရနိုင်တော့ဘူးအဖွဲတစ်ဖွဲ့ချင်းကတည်းကလူသားချင်းအဖြစ်ချင်းဖြစ်တဲ့အတွက်အဲ့ဒါတွေဒီချာပြန်နိုင်လို့တော့ဒီတန့်ဆူလိုရမလို့အဲ့လိုမျိုးတွေချောင်းနေတယ်နစကအနေနဲ့မြန်မာနိုင်ငံရေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားချက်အရရွေးကောက်ပွဲလမ်းကြောင်းနဲ့၎င်းတွဲဆောင်ဆွေးနွေးရေးလမ်းကြောင်းနဲ့၎င်းပြိုင်တူသွားနိုင်ကြောင်းနဲ့တုံ့တက်မှုတွေရှိပါတယ်။လက်ရှိမှာတော့တိုင်းနိုင်ငံလုံးမတိမငြိမ်ဖြစ်နေတဲ့ကာလတစ်ခုအောက်မှာ တွေ့ဆုံဆွေးနွေးရင်းနဲ့ငင်းကြေးဆွေးနွေးပွဲတွေဟာလည်းမရှိသလောက်နှဲပါပြီးကြင်းမြောက်တဲ့ကာလဖြစ်တယ်လို့ Seven EU Alliance မှပြောရေးဆိုခွင့်ရှိသူဘိုမူကြီးစောကျော်ညွန့်ကစီရင်တဲ့တင်ထောင်တာကိုပြောပါတယ်။ဘလော့ဆရာတော့ကျွန်တော်တို့နိုင်ငံမှာပြုဒါတီးဘောင်ကရန်ကိုပြင်ပြန်ပြီးတော့ဒီနိုင်ငံကြီးလို့ပြောနေတဲ့နိုင်ငံကြီးတွေ့ဆုံပြည်မှုပဲပြောပြောရေးကြံကြီးအတွေ့အကြုံဒီနေ့ပွဲပဲပြောပြောအဲ့ဒါတွေကမရှိတလို့ကိုတင်းကြောင်းပိတ်ချနေတဲ့ကာလဒီကောမှာကတော့

ေတဲ့ကာလကကူရောမှာကတော့နိုင်ငံပြည်ပွဲတို့ပြည်သိမ်းပြည်ပွဲတို့ကတော့ဒါမရှိတဲ့လောက်ကိုနေပါလေပြည်ချောင်းရဲ့ကာလပါလေကုလားကုတဲ့ကျွန်တော်အားလက်မြန်မာတက်မတော်ကနေတစင်းနဆက်ကဟာ2021ခုနှစ်ကနေစတင်ကအနာရယူပြီးနောက်ပိုင်းနိုင်ငံတော်လက်နက်ကိုင်ပဋိပက္ခတွေပုံမှန်ကျပြန်လာခဲ့တာပါအဲ့ဒီနောက်2023ခုနှစ်နဲ့2024ခုနှစ်တို့မှာတော့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အနေမြေစိုးမိုးမှုတွေကလည်းပုံမှန်များပြလာခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာနဆက်ကဥက္ကဋ္ဌဟာ ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလဓမ္မမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပနိုင်ဖို့စီစဉ်နေကြောင်းလည်းသိရပါဗျ။နိုင်ငံတော်ကမတိမငိမ်ဖြစ်နေခြင်းရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ပါကလေးမြို့နယ်ပေါင်း၃ပုံ၃ပုံခန့်လောက်သာပြုလုပ်နိုင်ဖို့ရှိကြောင်းနိုင်ငံရေးလှလှသုံးသပ်သူတွေကထောက်ပြကြပါဗျ။ကမ္ဘာရေယာအိန္ဒိယကောင်စီ ICWA နဲ့တွဲဆုံဆွေးနွေးပွဲမှာမြန်မာကိုယ်စားလှယ်တွေအနေနဲ့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ဘာရလိုက်တယ်လဲဆိုတဲ့ပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အိန္ဒိယနိုင်ငံရဲ့လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ကမ္ဘာ့ရေအိန္ဒိယကောင်စီ ICWA နဲ့တွေ့ဆုံဆွေးနွေးပွဲမှာမြန်မာကိုယ်စားလှယ်တဲ့မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်ဘာရလိုက်လဲဆိုတဲ့အပေါ်အားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။အိန္ဒိယနိုင်ငံရဲ့ Think Tanks အဖွဲ့ကြီးဖြစ်တဲ့ကမ္ဘာ့ရေအိန္ဒိယကောင်စီ ICWA နဲ့မြန်မာနိုင်ငံကနိုင်ငံရေးပါတီ၁၂ပါတီ NSPNC အတွင်ရေမှူးဒုတိယဖိုးချုပ်ကြီးမင်းနိုင်တိုင်းဒေသလက်နက်ကိုင် EU ၅ဘွဲ့အရပ်ဘတ်အဖွဲ့အစည်း CSO လွတ်တော်အမတ်ဟောင်းတွေစုစုပေါင်း၄၀ကျော်တို့တွေ့ဆုံပြီး Federal စနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို2025ခုနှစ်မလ18ရက်ကမြန်မာနိုင်ငံရှိအိန္ဒိယတန်ယုံရဲ့အိန္ဒိယစင်တာမှာကျင်းပခဲ့တာဖြစ်ပါတယ်။အထူးကအနေနဲ့အိန္ဒိယနိုင်ငံရဲ့ညှိနှိုင်းနိုင်တဲ့စွမ်းရည်ကိုမြင်တွေ့ခဲ့ရတယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်တဲ့ထဏာကိုပြောပါဗျ။အထူးကတော့အိန္ဒိယနိုင်ငံရဲ့ဟိုတလုံးနဲ့ချုပ်ပြောပါသလိုရှင်တော့အိန္ဒိယရဲ့ညှိနှိုင်းနိုင် ဆွမ်းရည်ပေါ့နော်ကျွန်တော်တို့ဒီမှာကျတော့ရရင်ရမရရင်ချဆိုမှ0နဲ့တရားပေါ့ဟိုတရားရရင်ရမရရင်0ပဲဆိုတဲ့ဟာမျိုးအဲ့ပုံစံမျိုးကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့စိတ်ခံစားချက်ကအဲ့တိုင်းပေါ့တော့အိန္ဒိယကအဲ့တိုင်းပေါ့တော်တော်ကိုနှစ်ပေါင်း80တော့တာတဲ့ဒီစိတ်ရှိလက်ရှိနဲ့တတိဖြစ်ခြင်းတတိဖြစ်ခြင်းမဲ့ရတဲ့လောက်ပေါ့နော်ဒီဟာတာညှိနှိုင်းလို့ဆိုတော့ရတယ်အဲ့လိုမျိုးနဲ့သူတို့ဆက်ပြီးရှုပ်လာလိုက်တာပုံစံကတော်တော်လေးကိုခကြီးရောက်လာတယ်ဆိုတဲ့ဟာမျိုးပေါ့နော်နိုင်ငံကြီးမှာအကြမ်းဖက်တဲ့ဟာနဲ့လက်နက်ကင်တော်လိုင်းကြီးတွေလည်းသူတို့လည်းကြုံတွေ့ရတယ်ပဲ ဲ့ဒါပေမဲ့ဒီဟာပေါ်မှာတတ်နိုင်တယ်လို့ထိန်းထားပြီးတော့မှပဲနိုင်ငံရေးရစကားပြောမှုပေါ့နော်ဒါကိုပဲများများမြင့်တင်ပြီးတော့မှသွားပြီးတော့တဖြည်းဖြည်းစိတ်ရှိလက်ရှိပဲအဲဒါမျိုးအနေထားကြည့်ရအောင်ဘယ်လိုစိတ်ရှိလက်ရှိလောက်လာကြရလဲဘယ်လိုညှိနှိုင်းမှုတွေနဲ့ဘယ်လိုပေးညီမျိုးတွေလောက်ပြီးတော့မှလောက်လာကြရလဲဆိုတဲ့ဟာတွေလည်းမြင်ရတာပေါ့ အဲ့ဒီဆွေးနွေးပွဲမှာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူပေါင်းအနေနဲ့ Federal Snit အရေးလူမျိုးပေါင်းစုံနဲ့ဘာသာစကားပေါင်းစုံ Federal Snit ကိုအစီအမံခံခွေရမှာအိန္ဒိယရဲ့အတွေ့အကြုံတွေအားလုံးပါဝင်တဲ့အုပ်ချုပ်မှုနဲ့အာဏာခွဲဝေမှုဆိုင်ရာကိစ္စရပ်တွေအိန္ဒိယ Federal Snit နဲ့လူမျိုးစုမတူကွဲပြားမှုတွေအရေးစတဲ့ခေါင်းစဉ်တွေကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေတိုင်းဒေသလူမျိုးတွေကဏ္ဍနဲ့လက်နက်ကိုင်ပြည်ပခရှိတဲ့နေမီတွေမှာတွဲဆောင်ဆွေးနွေးအဖြစ်ရှာပြီးနိုင်ငံရေးအဖြစ်အဖြစ်ထုတ်တဲ့ကိစ္စရပ်တွေကိုဆွေးနွေးမျှဝေခဲ့ကြတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီးမောင်ကဆင်ရနိုင်တဲ့ဌာနက ိုပြောပါတယ်အချက်လေးတွေပို့ပါသူတို့ဘာကြောင့်ကုချင်းချင်းကဥပဒေဟာခိုင်နေနေရလဲအရင်ကတည်းကအနေခုံလေးတွေနဲ့တစ်ချက်ချင်းတစ်ချက်ချင်းကိုကြိုးပြီးကြက်ထန်းထားကြည့်ရဥစ္စာတွေအခုလက်တွေ့အရာကိုအကောင့်ကြည့်ပို့ပေးတဲ့အနေထားတွေစသဖြင့်ပို့တော့ကျွန်တော်နိုင်ငံဖက်ကလေးပဲချင်းကဥပဒေနဲ့ပတ်သက်လို့ရင်းချင်းပြင်းချင်းတွေဒါကိုလေ့လာနေရေးဖြစ်တာကိုနိုင်ငံပေါင်း၈ခုလောက်ရဲ့ချင်းဥပဒေကိုလေ့လာနေလို့ကျွန်တော်ဖတ်သားရပါတယ်။အဲဒီကပြည်စည်းပုံနဲ့အပါအဝင်ပို့ လိုကိုယ်နိုင်ငံအတွက်အသုံးပြပါလေဆိုတာကိုအချက်ချင်းတစ်ချက်ချင်းပြောကြရအောင်ဒါကြိုပတ်တာလေကူကတိကချက်တွေကိုရပစီပုံတိကချက်တွေကျွန်တော်တို့မှာတိုင်းသားလူမျိုးပေါင်းစုံနဲ့ပြဿနာအဲ့တော့တိုင်းသားလူမျိုးကဏ္ဍကိုဘယ်လိုသူတို့ပစီပုံချိန်အောင်ပြီးကြံစည်ရလဲဘယ်လိုအပြစ်ပခံမဖြစ်ပေးနဲ့ဒီလျောင်းကြရတယ် 那咱第一个时间呢，就是不咯，最首先呢是设备嘛，那一些安全系统这些差不多。第二个呢，就这样务量嘛。 အိန္ဒိယပညာရှင်တွေနဲ့ဆွေးနွေးတဲ့အခါမှာအိန္ဒိယဟာမြန်မာနိုင်ငံမှာဗဟုအစိုးရပြိုကွဲသွားမှာကိုစိုးရိမ်မှုရှိနေကြောင်းနဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီထူထောင်ရေးကိုဝိုင်းဝန်းကူညီတက်မှတ်ပေးစီလိုကြောင်းအချက်နှစ်ချက်ကိုရလိုက်တယ်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ပြည်တွင်းပြည်ပါတန်တမန်ဒီနဲ့နှိစက်သူနိုင်ငံရေးသမားတဦးကပြောပါရယ်မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့အုပ်ချုပ်ရေးအင်အားစုတွေဟာဖက်ဒရယ်ဆိုင်ရာဆွေးနွေးမှုတွေကို2024ခုနှစ်နိုဝင်ဘာ9ရက်မှ9ရက်အထိအိန္ဒိယနိုင်ငံကိုတွားရောက်ကလေ့လာခဲ့သေးပါတယ်အဲ့ဒီအိန္ဒိယခီးချင်းရဲ့အဆက်ကို2025ခုနှစ်မတ်လ16ရက်မှာမြန်မာနိုင်ငံရန်ကုန်မြို့ရှိအိန္ဒိယစင်တာမှာဒုတိယအကြိမ်ကျင်း င်ပါတာဖြစ်ပါတယ်။အဲ့ဒီပြင် Federal Senate နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေကိုနေပြည်တော်မှာနောက်ထပ်တစ်ကြိမ်တွေ့ဆုံဆွေးနွေးတော့မှုရှိကြောင်းလည်းနိုင်ငံရေးပါတီတွေကပြောပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်အနီးစစ်သင်္ဘောနဲ့ဒရုန်းတွေအသုံးပြုပြီးစစ်ရေးလေ့ကျင့်ခဲ့ကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ တရုတ်ဟာထိုင်ဝမ်ကျွန်းအနီးမှာစစ်သည်မော်တွေလေရင်တွေဒုံးတွေနဲ့မတ်လ16ရက်မှာမတ်လ18ရက်နေ့အထိစီးရဲလေးကျင်းမှုတွေပြုလုပ်ခဲ့တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ကြောင်း Time တင်းဌာနမှဖော်ပြခဲ့ပါတယ်။ဆိုပါစီးရဲလေးကျင်းမှုတွေဟာမကြသေးမီကအမေရိကန်နဲ့ထိုင်ဝမ်တို့ရဲ့ပြောကြားချက်တွေနဲ့လှုပ်ဆောင်ချက်တွေကိုတုံ့ပြန်တဲ့အနေနဲ့ပြုလုပ်ခဲ့တာဖြစ်ကြောင်းတရုတ်ကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမတ်လ18ရက်နေ့မှာလူမှုမီဒီယာပေါ်မှာထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေထဲမှာတရုတ်ရဲ့ဒရုန်းတွေနဲ့တင်မော်59စင်းခန့်ဟာထိုင်ဝမ်ကျွန်းအနီးမောင်းနှင်ခဲ့ပါတယ်။အဆို ိုဝါ59စင်အနက်43စင်ဟာထိုင်ဝမ်ရဲ့လေကြောင်းကာကွယ်ရေးအထူးသတ်မှတ်စုံအတွင်ဝင်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထိုင်ဝမ်စစ်တပ်ကအခြေအနေကိုလေ့လာဆောင်ကြည့်ခဲ့ပြီးလေရင်တွေရစ်တပ်တင်မောတွေကိုဖြန့်ကျက်ချတာကကန်ယိုရန်ပေါ်မှာတင်မောပြတ်ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုလည်းအသိပြင်ထားခဲ့ကြောင်းထိုင်ဝမ်ကာကွယ်ရေးဝင်ချင်းဌာနကထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာထိုင်ဝမ်ရဲ့ကာကွယ်ရေးကဏ္ဍနဲ့စိတ်တဲ့အင်အားကိုရွှတ်ချစေဖို့အတွက်နေ့စဉ်ဒီပါထိုင်ဝမ်ကျွန်းအနီကိုစစ်လေရင်တွေနဲ့စစ်တင်မောတွေစေလွှတ်ခဲ့ပါတယ်။တရုတ်ကတော့လူဦးရေ23သန်းနေထိုင်တဲ့ထိုင်ဝမ်ဟာသူ့ရဲ့နယ်နိမိတ်ဖြစ်ကြောင်းကြေညာ ထားပြီးလိုအပ်လာပါကအင်အားသုံးသိမ်းယူသွားမယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ကတော့တရုတ်ရဲ့အချုပ်အခြာအာဏာပိုင်ကြီးညာချက်ကိုညှင်းဆုပ်ခဲ့ပြီးထိုင်ဝမ်ကျွန်းရဲ့အနာဂတ်အားထိုင်ဝမ်ယူတီတာခံတွေကသာဆုံးဖြတ်နိုင်ကြောင်းတုံ့ပြန်ပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူမော်နင်းကတော့တရုတ်ရဲ့စီးရေးလေးကျင့်မှုတွေဟာထိုင်ဝမ်ရဲ့လွတ်လပ်ရေးလှုပ်ရှားမှုကိုထောက်ခံတဲ့ပြပအင်အားစုတွေထိုင်ဝမ်ခွဲထွက်ရေးအင်အားစုတွေကိုတုံ့ပြန်တဲ့လှုပ်ဆောင်မှုဖြစ်ကြောင်းမက်စလာ18ရက်ကပြောကြားခဲ့ပါတယ်။တရုတ်ရဲ့မြင့်တက်လာတဲ့ချင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ထိုင်ဝမ်ဟာအမေရိကန်ထံမှဒုံးကျည်သ က်တွေ၊လေရင်အသက်တွေနဲ့အခြားစစ်လက်နက်ပစ္စည်းတွေကိုအော်ဒါမာယူခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးကဏ္ဍကိုလည်းအစစ်မြစ်တင်လျက်ရှိပါတယ်။ကိုကိုငင်းချမ်းရေးဆွေးနွေးပွဲကနေ M23 တပုံနှုတ်ထွက်ခဲ့ကြတဲ့ဆိုတဲ့တင်ကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ယဝနာနိုင်ငံကကြောထောက်နောက်ခံပေးထားတဲ့ M23 တပုံအဖွဲ့ကသူတို့ဟာအန်ဂိုလာနိုင်ငံမှာပြုလုပ်မဲ့ညဉ့်ညဉ့်ရေးဆွေးနွေးပွဲတွေကနှုတ်ထွက်တယ်လို့မလ18ရက်မှာပြောကြားခဲ့ကြောင်း DW သတင်းကဖော်ပြခဲ့ပါတယ်။ M23 တပုံတွေကကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ပြည်ပခါကိုအဆုံးသတ်ဖို့ကွန်ဂိုအစိုးရနဲ့တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့အစီအစဉ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ M23 အဖွဲ့ပါဝင်တဲ့ကွန်ဂိုမြစ်မဟာမိတ်ညွန်ပေါင်းတပုံအဖွဲ့ကတော့ M23 အဖွဲ့နဲ့ယဝနာအရာရှိတွေကိုဥရောပသမဂ္ဂကပိတ်ဆို့မှုတွေချမှတ်ခဲ့တာကြောင်းညဉ့်ညဉ့်ရေးဆွေးနွေးမှုတွေကနှုတ်ထွက်ကြောင်းပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂရဲ့လုံဆောင် င်ချက်တွေအားအများပြားကမျောလင့်အားထားခဲ့ကြတဲ့ဆွေးနွေးမှုတွေကိုအဟံတားဖြစ်စေခဲ့တယ်လို့သဘုံညွန်ပေါင်းဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ရဝန္ဒာနိုင်ငံကလည်းသူ့ကိုကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့မှုတွေဘယ်ဂျီယံနိုင်ငံနဲ့တန်တမန်ဆက်ဆံရေးဖြတ်တောက်ကြောင်းမလ18ရက်ကပြောကြားခဲ့ပါတယ်။အဲဒီနောက်ဘယ်ဂျီယံအစိုးရဟာခေတ်သစ်ကိုလိုနီစနစ်နဲ့ထိန်းချုပ်ဖို့ကြိုးပမ်းနေကြောင်းဆွဆွဲခဲ့ပါတယ်။ကွန်ဂိုတမရဖီလစ်ရှိဆက်ကီဒီကအစိုးရနဲ့ဆယ်စုနှစ်တစုကြာတိုက်ခိုက်လာခဲ့တဲ့ M23 တပုံအနေနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့အစိုးပိုင်းကညှိနှိုင်းခဲ့ပါတယ်။ဒါပေမဲ့ရှီဆက်ကီရီယာပြည်ပကမှကြားဝင်ဖြန့်ဖြေးပေးနေတဲ့သူ့ရဲ့မဟာမိတ်အင်ဂိုလာနိုင်ငံနဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့နောက် M23 အဖွဲ့နဲ့တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပြီလို့ပြီးခဲ့တဲ့သတင်းပတ်ကကြေညာခဲ့ပါတယ်။ လက်ရှိမှာအန်တိုနီ3တပုံတွေကဆွေနီဘက်ကနှုတ်ထွက်သွားတဲ့အချိန်အစိုးရကုစလေအဖွဲ့ဟာအင်ဂိုလာနိုင်ငံလူဝန်တာမျိုးတော်ကိုတွားရောက်มาဖြစ်ကြောင်းရှီဆက်ကီဒီရဲ့ပြောရေးဆိုခွင့်ရှိသူတီနာစလာမာကပြောကြားခဲ့ပါတယ်။အခုနေ့အတွင်း M23 တပုံအဖွဲ့ရဲ့တိုက်ခိုက်မှုတွေမြင့်တက်လာခဲ့ပြီးယဝနာနိုင်ငံဟာ M23 တပုံအဖွဲ့ကိုထောက်ပံ့ပေးနေကြောင်းအမေရိကန်နဲ့ကုလသမဂ္ဂကျွမ်းကျင်သူတွေကပြောကြားခဲ့တဲ့အချိန်ယဝနာအစိုးရက M23 တပုံတွေကိုထောက်ပံ့ပေးနေတာမရှိကြောင်းညှိဆိုခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဣသရေလကဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးလူ၄၀၀ကျော်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်ဆောင်ကိုကြည့်ရှုလိုက်အောင်ပါ။ အစ္စရေးကဂါဇာကမ်းမြောင်ဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်လူ၄၀၀ကျော်သေဆုံးခဲ့ကြောင်းပါလက်စတိုင်းကျမ်းမာရေးအာဏာပိုင်တွေကမက်စလာ၁၈ရက်နေ့မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်အစ္စရေးနဲ့ဟာမတ်အကြားနှစ်လအကြာအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ဟာကျုပ်ပြတ်သွားခဲ့ပါတယ်။အစ္စရေးကတော့ဂါဇာမှာဖမ်းဆီးခံထားရဆဲဖြစ်တဲ့ကျန်ရှိနေတဲ့တရားခံတွေကိုလွတ်မြောက်စေဖို့အင်အားအသုံးပြုသွားမယ်လို့ပြောကြားခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့တရားခံတွေကိုပြန်လည်လွတ်ပေးဖို့နဲ့အပြစ်ခတ်ရဲစဲရေးအဆိုပြုချက်တွေကိုညှင်းဆိုခဲ့တဲ့ဟာမတ်အဖွဲ့ဟာပြင် ထန်စွာကင်တဲသွားဖို့စစ်တပ်ကိုညွှန်ကြားထားတယ်လို့ပြောပါရယ်အခုကစပြီးအစ္စရေးဟာဟမတ်အဖွဲ့ကိုစစ်အင်အားတွန်းမြင့်ပြီးအရေးယူသွားတော့မှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ယုံကအစီရင်ခံစာမှာပြောကြားခဲ့ပါရယ်ဟမတ်အဖွဲ့ကတော့အစ္စရေးဟာဇန်နဝါရီလကသဘောတူခဲ့တဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုပယ်ပြတ်နေကြောင်းဆွဆွဲခဲ့ပါရယ်အဲ့ဒီနောက်ဂါဇာမှာထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ဒဇာကန်59ဦးရဲ့အနာဂတ်ဟာမတိကျမေးရမှုတွေပေါ်ပေါက်လာစေခဲ့ပါရယ်အခုနောက်ဆုံးအကျဉ်းအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာနေရာဒေသအများအပြားကိုထိမှန်ခဲ့ပြီးတိုက်ဆုံးသူအများစုက ကလေးတွေဖြစ်တယ်လို့ Hamas တို့အုပ်ချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနမှအရာရှိတွေကပြောကြားခဲ့ပါတယ်။ Israel စစ်တပ်ကတော့သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုဟာဒါဇင်နဲ့ချီတဲ့ပြစ်မှတ်တွေကိုထိမှန်ခဲ့ပြီးလိုအပ်သောအချိန်အထိလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်စစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်တာကြောင့် Israel မြေပြင်တပ်ဖွဲ့တွေဟာဂါဇာမှာစစ်စင်ရေးတွေပြန်လည်စတင်ပွဲရှိနေပါတယ်။ကုလသမဂ္ဂရဲ့ပါလက်စတိုင်းနယ်နယ်မြေအရေးယာလူသားချင်းစာနာထောက်ထားမှုညှိနှိုင်းဆောင်ရွက်ရေးရုံးကတော့ဂါဇာမှာပြစ်ခတ်ရဲစဲမှုကိုပြန်လည်စတင်စေဖို့တိုက်တွန်းခဲ့ပါတယ်။ အစ္စရေးနိုင်ငံကလည်းဟားမတ်အဖွဲ့ဒါမှမဟုတ်ယမန်နိုင်ငံရဲ့တုတ်ပြန်တိုက်ခိုက်မှုတွေဖြစ်လာနိုင်ခြေရှိတဲ့အတွက်စစ်ပွဲရေးမျိုးတော်ဖြစ်တဲ့ Tel Aviv မြို့မှာခေလုံရေးစခန်းတွေဖွင့်လှစ်ထားကြောင်းအစ္စရေးမီဒီယာတွေကဖော်ပြခဲ့ပါတယ်။စီနိုင်တဲ့တင်ထားနိုင်အောင်ဆုံးတင်တဲ့ပုတ်အနေနဲ့အားကစားတဲ့တင်ကိုတင်ဆက်ပေးမှာပါ။ချန်ပီယံလိဖလားကိုရယူဖို့မိမိတို့ရှေ့ပန်းအစားဆုံးပဲလို့ဘာစီလိုနာအတင်းကျယ်ပွင့်ရမဲကပြောဆိုလိုက်တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါရစေ။ ဘာစီလိုနာအသင်းကျယ်ပွင့်ရာမဲကသူတို့ဟာဒီယာတီချန်ပီယံလိဖလားကိုရယူဖို့ရည်ပန်းအစားဆုံးလို့စပော့နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။ရာမဲကကျွန်တော်တို့ကချန်ပီယံလိပြိုင်ပွဲမှာရည်ပန်းအစားဆုံးမှာအုပ်စုအဆင့်တွေပြီးဆုံးသွားချိန်မှာလီဗာပူးအသင်းကထိတ်ဆုံးနေရာရပ်တည်ခဲ့လို့သူတို့ရည်ပန်းအစားဆုံးလို့ကျွန်တော်ပြောခဲ့ပါတယ်။အခုသူတို့ပြိုင်ပွဲကနေထွက်ခွာသွားပြီးဖြစ်လို့ရည်ပန်းအစားဆုံးကကျွန်တော်တို့ပါ။ကျွန်တော်တို့ကပြီးခဲ့တဲ့နှစ်ကနေမတူညီတဲ့အသင်းဖြစ်နေပါပြီ။ကျွန်တော်တို့ကမိသားစုတစုဖြစ်ပြီးဘယ်ပြိုင်ဘက်ကိုမှမကြောက်ဘူးလို့ပြောခဲ့တာပါ။ ဘာစီလိုနာအသင်းအားဒီယာဒီနီးပြဟန်စီဖလစ်လက်အောက်မှာအကောင်းဆုံးပုံစံရရှိနေပြီး2025ခုနှစ်ထဲကစားခဲ့တဲ့ပွဲတွေမှာရှုံးပွဲလုံးဝမရှိသေးတာဖြစ်ပါလေစပိန်ကလပ်ဟာဒီယာဒီချန်ပီယံလိပြိုင်ပွဲမှာရှုံးပွဲတစ်ပွဲသာကြုံတွေ့ထားပြီးစကြောက်တဲ့အဆင့်မှာဘင်ဖီကာအသင်းကိုကျော်ဖြတ်ကကွာတာဖိုင်နယ်ကိုတက်ရောက်ထားတာပါဘာစီလိုနာအသင်းအားလာလီဂါပြိုင်ပွဲမှာအမပေးစရာထိတ်ဆုံးနေရာရပ်တည်နေပြီးကိုဘာတယ်ရီဖလားပြိုင်ပွဲမှာလည်းဆီမီဖိုင်နယ်အဆင့်ကိုရောက်ရှိနေတာဖြစ်ပါလေဘာစီလိုနာအသင်းအားဒီယာဒီကစားထားတဲ့ပြိုင်ပွဲစုံ43ပွဲမှာစနေနေ့132ခုအထိတွင်ယူထားတာပါ ဒီအသည့်ချန်ပီယံလိပြိုင်ပွဲမှာပူဆွဲဖို့ရေပန်းအစားဆုံးအသစ်တစ်သင်းဖြစ်လာခဲ့တဲ့ဘာစီလိုနာအသင်းဟာချန်ပီယံလိဖလာကို2014-15ရာသီကနောက်ဆုံးအကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ချန်ပီယံလိဖလာရယူနိုင်ဖို့10နှစ်ကြာစောင့်ဆိုင်နေရတာကိုဒီအသည့်မှာအဆုံးသတ်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ဘာစီလိုနာအသင်းဟာချန်ပီယံလိကွာတာဖိုင်နယ်မှာဒေါ်မွန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးအုပ်စုအဆင့်မှာတွေ့ဆုံခဲ့တဲ့ကွာနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်မတ်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။